ဲအခုပြောမယ့်အကြောင်းအရာကတော့အမျိုးသမီးတွေအတွက်ပေါ့နော်တတိပေးတဲ့အကြောင်းအရာလေးအဲ့ဒါပါလဲဆိုတော့ဒီတအိမ်ကောင်းကင်စာနဲ့ပတ်သက်ပြီးတော့တတိပေးလက္ခဏာလေးပေါ့နော်ကိုဟတ်ထဲမှာဆိုရင်ဒီဆေးဆေးဝါးတက္ကသိုလ်ကအစာချေဝင်းရနေပြီးရေးသားထားတဲ့အကြောင်းအရာပေါ့နော်ဒါပါလဲဆိုတော့ဒီတအိမ်ကောင်းကင်စာဆိုတာကအမျိုးသမီးတွေကိုပေါ့နော်ဒါချောက်မှတ်နေတဲ့ဒီအမျိုးသမီးရဲ့အသက်အနည်းကိုဒါချိန်ချောက်နေတဲ့ဒါကင်စာတွေထဲမှာသူကပါဝင်နေနောက်ပြီးတော့ဒီတအိမ်ကောင်းကင်စာဆိုတာကဘာနဲ့တဝမ်းမှာဆိုရင်အမျိုးသမီးတွေတော်တော်များများဖြစ်ပေါ်နေတာလေတွေ့ရတယ်ပေါ့နော်ဒီတော့တအိမ်ကောင်းကင်စာနဲ့ပတ်သက်ပြီးတော့ခုနေနေဒါဆော့ဆော့စီစီလ လက္ခဏာတွေသိရှိထားမယ်ဆိုရင်စောစောစီးကုသတော့ယောဂလက္ခဏာကဒါယောဂလည်းပျောက်တာပေါ့နော်ဒီတော့ဒီသိငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့ဒီလက္ခဏာတွေသတိပေးလက္ခဏာတွေကအများကြီးရှိတယ်ဒါပေမဲ့ဒါတွေကလည်းတခြားဝေဒနာတွေကြောင့်ဖြစ်တာမျိုးတွေလေးစင်တူရုံးမလဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့တခုအဲ့လိုမျိုးပုံမှန်ဖြစ်လာပြီဆိုရင်တော့ဆရာဝန်သွားရောက်ပြီးတော့ပြသပြီးတော့ဒါစစ်ဆေးမှုတွေခံယူသင့်တယ်ဆိုတာလည်းပြောပြထားတယ်ဒီတော့ဒီလက္ခဏာတွေထဲမှာပထမအဦးဆုံးလက္ခဏာကဘာလဲဆိုတော့မိမကူကနေပြီးတော့ပုံမှန်မှန်သွေးစင်တာတဲ့ဒါကဒီအတိကတော့ဒီရဲ့မိမကူကနေပုံမှန်သွေး းစိတ်နဲ့အမျိုးသမီးတွေမှာဆိုရင်ဒီအမျိုးသမီးတို့ဆန်းဆန်းတက်ပြီးတော့စစ်ဆေးတဲ့အခါမှာဆိုရင်သူတို့တွေကသေငေါင်းကင်ဆာတွေ့ရတာများတယ်။ဒီတော့မိမကွာနေပုံမှန်သွေးစိတ်နာဒီလိုမျိုးဖြစ်တယ်ဆိုရင်အမျိုးသမီးတွေသတိထားပါ။အဲအဲ့ဒီဒီသေငေါင်းကင်ဆာဖြစ်တဲ့ဖြစ်တဲ့သူတွေမှာတွေ့ရများတဲ့လက္ခဏာတစ်ခုကတော့ဒီမိမကွာနေပဲပုံမှန်သွေးစိတ်နာပေါ့နော်။ဒါပေမဲ့တချို့ကျတော့ဟော်မုန်းဝင်ကြီးမျှတာတွေနောက်ပြီးတော့တင်ပစုံပိုင်းမှာရောင်ရမ်းတာတွေနောက်တင်ပစုံပိုင်းပိုးဝင်တာတွေဒါတွေကြောင့်လည်းဒီလိုမျိုးပုံမှန်သွေးစိတ်နာမျိုးတော့ရှိပါတယ်။ဒါပေမဲ့အဲ့ကင်ဆာကြောင့်သွေးစိတ်နေဆိုတဲ့အခါ ါမှာဆိုရင် तू ကဘာလဲဆိုတော့ကင်ဆာယောဂါကဒီအနီးနားတစ်ဝိုက်မှာရှိတဲ့ tissue တွေကို तू ကပြန့်နှံ့နေအဲ့အတွက်ကြောင့်ပုံမမှန်တဲ့သွေးကြောငယ်အသစ်လေးဖြစ်ပေါ်လာပြီးအလွယ်တကူသွေးလေးထွက်ပြီးသွေးဆင်းတာမျိုးဒါမျိုးတွေဖြစ်တာပါတဲ့ဒီတော့ရာသီလချိန်မဟုတ်ဘဲနဲ့ဓမ္မတာလချိန်မဟုတ်ဘဲနဲ့သွေးဆင်းတာအဲ့လိုမျိုးတွေဖြစ်လာမယ်နောက်ပြီးတော့သွေးဆုံမှုအမျိုးသမီးတွေမှာမှာသွေးပြန့်ဆင်းတာမျိုးနောက်တင်ပစုံပိုင်းဆစ်ဆီမှုပြုတ်လုပ်ပြီးတဲ့နောက်မှာသွေးဆင်းတာတွေဒါမျိုးတွေဖြစ်နေမယ်ဆိုရင်တော့မပေါ့ဆဘဲနဲ့ဆရာဝန်စီမှာတွားရောက်ပြီးဆစ်ဆီကုသမှုခံယူတဲ့နယ်ဆိုတဲ့အကြောင်းသတိပေးထားရပေါ့နော်ဒါလက္ခဏာ တခုနောက်ထပ်လက္ခဏာတခုကကြတော့ဒီမိမကောကနေပြီးတော့ပုံမမှန်အဖြူစင်းတာတဲ့မိန်းကလေးတွေကလည်းတကယ်ဆိုးတယ်เนาะယောဂါတွေကလည်းဒီမိမကောကနေပြီးတော့ကြည်လင်ပြီးတော့အနံ့မရှိတဲ့အဖြူစင်းတာတော့ပုံမှန်ပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့အဖြူစင်းတာလည်းများမယ်အနံ့တက်တယ်ရှိတယ်နောက်ပြီးတော့ပေါ့နော်ဒီပုံမမှန်ဖြစ်တာရယ်ဆိုရင်တော့ဒါကတော့သိကြနေပြီပေါ့နော်ဒါဒီကင်ဆာလက္ခဏာရဲ့အစောပိုင်းလက္ခဏာပဲပေါ့နော်ဒါပေမဲ့ तू ကပိုးဝင်တာနောက်ဒီတိမ်ငေါင်းကင်ဆာတော့မဟုတ်တိမ်ကင်ဆာတွေကြောင့်လည်းဒါမျိုးဖြစ်ပါတယ်တဲ့နောက်တိမ်ငေါင်းကင်ဆာခံစားရ တဲ့သူတွေကကြတော့အဓိကဖြစ်တာကအဲ့ဒီပုံမှန်အဖြူစင်းတဲ့အခါမျိုးမှာဆိုရင်အဖြူတွေအများကြီးစင်းတာနောက်ပြီးတော့အဲ့ဒီအရောင်အဖြစ်သူကအဖြူရောင်ရှိမယ်တချို့ကရေလိုမျိုးခက်ကြည့်ကြည့်ရောင်မျိုးဖြစ်မယ်တဲ့နောက်အညိုရောင်တောင်မှတွေးစသွေးနာပါတာမျိုးတွေဒါမျိုးတွေဖြစ်တတ်တယ်ဒါကလည်းတိမ်ကောင်းကင်ဆာရဲ့လက္ခဏာပဲဒါမျိုးတွေဖြစ်ပြီးဆိုရင်လည်းကိုပေါ့နော်ဟိုကိုဘာသာကိုကြိတ်ပြီးတော့ကုသနေရမျိုးမဟုတ်ဘဲနဲ့ဆရာဝန်နဲ့တေချာသွားပြတင်နေနောက်တစ်ခုကဘာလဲဆိုတော့တင်ပစုံပိုင်းနာကျင်တာမျိုးတဲ့တင်ပစုံပိုင်းနာကျင်တယ်ဆိုတာများသောအားဖြင့်တို့ဓမ္မတာလာစဉ်အခါမှာဆိုရင်တင်ပစုံပိုင်း င်းအောက်ပိုင်းမှာဆိုရင်ဒါနာကျင်မှုတွေခံစားရတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်ဒါပေမဲ့ဒီပေါ့နော်ဒါကျင်ခံစားမှုကဓမ္မတာလာပြီးချိန်မှာလဲအဲ့နာကျင်မှုကတော့ဇက်တိုက်ဖြစ်နေတော့မယ်ဇက်တိုက်ဒီခါအောက်ပိုင်းနေအောင်နေတော့မယ်နာနေတော့မယ်ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်တော့တိမ်ငေါင်းကင်စာလက္ခဏာရဲ့သူကတတိပိလက္ခဏာတစ်ခုပါတဲ့နောက်တိမ်ငေါင်းကင်စာရှိမယ်ဆိုရင်ဒီတင်ပစုံပိုင်းနာကျင်မှုကတစ်ခါမှဒီမခံစားခဲ့ရဘူးတဲ့နာကျင်မှုမျိုးပေါ့နော်ဒါမျိုးဖြစ်နေပြီဆိုရင်တော့တဲ့ဒါကတော့တေချာနေပြီပေါ့နော်ဆရာဝန်နဲ့သွားရောက်ပြီးပြသတင်ပါတယ်တဲ့ပုံမှန်ဓမ္မတာလာလို့ နာကျင်မှုမဟုတ်ဘဲနဲ့တော်တော်လေးကိုပေါ့နော်နာကျင်ပြီးတော့အခက်အခဲဖြစ်နေပြီဆိုရင်တော့ဒါဆရာဝန်နဲ့တွားပြီးပြသတဲ့နေပေါ့နော်နောက်တစ်ခုကစီးသွားတဲ့အခါမှာလည်းမတတ်မတာခံစားရတဲ့အခါမျိုးတဲ့သူကဒီတိမ်ငေါင်းကင်ဆာဖြစ်မယ်ဆိုရင်စီးသွားတဲ့အခါမျိုးမှာဆိုရင်မတတ်မတာဖြစ်မယ်နောက်ပူဆက်ပူလောင်ဖြစ်လိမ့်မယ်နောက်ပြီးတော့အဲ့စီးကျင်တာစီးသွားတဲ့အခါမှာနာကျင်တာမျိုးဒါမျိုးတွေခံစားရတတ်တယ်တဲ့ဒါလည်းဒါလက္ခဏာတစ်ခုပဲပေါ့နော်နောက်ပြီးတော့ဒီရာသီသွေးစင်းတာများတာရက်ရှည်တာပေါ့နော်ပုံမှန်ရက်ထက်ကိုဒီဓမ္မတာလာတာပို့ပြီးရက်ရှည်နေတာဒါကတော့တိမ်ငေါင်းကင်ဆာ ယောဂရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။အဲနောက်ပြီးတော့ဒီပေါ့နော်ရာသီသွေးဆင်းတာကိုကများတတ်တဲ့သူဆိုရင်တို့လည်းဒီပေါ့နော်ကိုဒီရာသီသွေးဆင်းတဲ့အခါ menstruation ဖြစ်တဲ့အခါမှာဆိုရင်မိန်းကလေးတွေအသုံးပြုတဲ့အခုအခန်းတွေပေါ့နော်ဒါိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒါမကြာခဏလဲလှယ်ပေးပေးတင်ပါတယ်။ဆိုပါလဲဆိုတော့ဖြစ်နိုင်မယ်ဆိုရင်နှစ်နာရီပေါ့နော်နှစ်နာရီမတိုင်ခင်တစ်ချိန်လဲပေးတင်တယ်လို့ပြောထားတယ်။ဆိုပါလဲဆိုတော့ဟော်မုန်းမညီမျှတာအသားလုံးရှိတာအရေးအိတ်တဲတာမျိုးတင်မစုံမရောင်ရမ်းမှုဖြစ်တာတိုင်ငယ်အတွင်းမှာရှိတဲ့ tissue တခြားနေရာမှာဖြစ် စ်ပေါ်နေရမျိုးအသေးကြောက်ကဒီလိုမျိုးယောဂတမျိုးခံစားနေရတဲ့အကြောင်းရင်းရှိနေတာကြောင့်လေရာသီသွေးဆင်းတာများတာရက်ရှည်ရမျိုးတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးကိုကပုံမှန်ကတော့ဒါအရင်ဟိုးရင်အပြိုပေါ်ဝင်နေတဲ့ကတော့အဲသွေးဆင်းတဲ့အချိန်ကတော့၃ရက်ပဲအဲ့လိုမျိုးမဟုတ်ဘူးအချိန်ကတဖြည်းဖြည်းနဲ့အဲရက်ကြာနေတာလာနေချီနေတာဆိုရင်တော့ဒါပုံမှန်မဟုတ်တော့ဘူးเนาะဆရာဝန်နဲ့တော့ပြတင်တယ်နောက်ပြစီးမထိန်နိုင်တာကလေဒါတိမ်ကောင်းကင်ဆာလက္ခဏာတစ်ခုပဲတဲ့သူကကင်ဆာဆဲတိမ်ကောင်းကင်ဆာဆဲဒီပေါ့အဲဒီဘေးပတ်ဝန်းကျင်ပြန့်နှံ့နေပြီးတော့စီးအိတ်နဲ့စီးလမ်းကြောင်း တလျှောက်တော့လှုံ့ဆော်မှုတွေဖြစ်လို့စီးမထိန်နိုင်တာ誒ဒီတော့စီးမထိန်နိုင်တာအပြင်စီးရဲမှာသွေးပါမျိုးတွေလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခါကိုယ်အလေးချိန်တိတိတတ်တာရော့ကျလာတာအကြောင်းပြချက်တဆုံစရာမရှိဘဲနဲ့ကိုယ်အလေးချိန်ရော့ကျလာတာပေါ့နော်ဒါကတော့ကိုယ်ခန္ဓာခန္ဓာကိုယ်ရဲ့ခုခံစနစ်နဲ့ခုခံကာကွယ်နိုင်စွမ်းတဖြည်းဖြည်းနဲ့ခက်ခဲလာတာပေါ့နော်ဒီအဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတာ誒အဓိကပရိုတင်းခန္ဓာကိုယ်မှာရှိတဲ့ပရိုတင်းကအစီအစဲတွေကိုပုံမှန်ထက်ပို့ပြီးတော့ဖြိုခွဲလာတယ်ဖြိုခွဲလာတဲ့အခါမှာဆိုရင်ကိုယ်အလေးချိန်ကျအောင်ဘာမှမလုပ်ဘဲနဲ့ကိုယ်အလေးချိန်တိတိတတ်တာကျဆင်းလာတာပေါ့နော်အဲ့ဒါဆိုရင်တော့ကင်ဆာ ယောဂများရှိနေလားအဲတိမ်ငောင်းဟောမဟုတ်တခြားခင်စာများရှိနေလားဆိုတော့ဆရာနဲ့တွားရပြီးပြသတဲ့နေ။နောက်မောပန်နွမ်းနေတာဒါပါလဲဆိုတော့ဟိုချမ်းမာတဲ့သူတိုင်းကတော့ဖြစ်ဟိုတရက်ကိုတနေ့တာပါဆိုရင်ကိုအလုပ်တွေလုပ်ရတဲ့အခါမှာဆိုရင်ဒါအလုပ်တွေလုပ်ပြီးသွားတဲ့အခါမှာမောပန်းတာကတော့ဓမ္မတာပဲပေါ့နော်။အဲ့လိုမှမဟုတ်တနေ့ကုန်လဲဘာမှမလုပ်ပဲနဲ့ဘာမှမလုပ်မကင်မဲနဲ့အလကားနေမောပန်းနွမ်းနေနေရာမျိုးနှုံးချိနေရာမျိုးတွေပေါ့နော်။ဒါမျိုးတွေလက္ခဏာကြီးခံစားနေပြီဆိုရင်တော့တဲ့ဒါဆရာနဲ့တွားရပြသတဲ့နေနောက်မိန်းကလေးမှာဆိုရင်သွေးအားနဲ့ယောဂါပေါ့နော်။သွေးအားနဲ့ယောဂါကအ အဖြစ်ပေါ်တာဟိုအမြဲတွေးအားနေနေရေပေါ့နော်ဟိုပုံမှန်ထက်တွေးအားနေယောဂါကိုခံစားနေတာရက်ကြနေပြီဆိုရင်တော့ဒါပေါ့နော်ကင်ဆာယောဂါအလျင်မြန်ပြန့်နှံ့တာဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်နိုင်နေတဲ့အဲ့တော့ကြောင့်ဆရာဝန်နဲ့ပြသတဲ့လည်းဆိုပြီးပြောထားတယ်ဒါ main ကလေးအနေနဲ့ဆိုတော့နော်ဟုတ်တယ်တိမ်ကောင်းကင်ဆာသတိပေးလက္ခဏာအများကြီးပဲအစောပိုင်းအစစ်အစောဆုံးလက္ခဏာကိုသိထားပြီဆိုရင်အချိန်မီကုသနိုင်နေဆိုရင်တော့အကောင်းဆုံးပေါ့နော်ဒါပြောက်ကင်းနိုင်တာပေါ့နော်ဆရာကြီးနော်ဆရာကြီး တခြားလေးတော့တတိထားရမယ်။ဒါမျိုးတည်သူအချက်တွေရမယ်နော်။အဲတတိဒါမျိုးကိုကကို့မှာကြုံနေရပြီဆိုပြီးအရင်ကြောက်ကြော်တယ်သွားမပြပဲနေကြမှာဟုတ်တယ်။ရောင်းသားပြန်ကြောက်ကြတာနော်။အခုခုဆိုလို့ရှိရင်လေကိုကုသဝတ်ထက်လေအဲ့ယောဂါကြီးဖြစ်မလားဆိုအတူတူနေကြောက်နေ။အဲ့ဒီတည်းကစိတ်ကကြာနေပြီဆိုရင်တော့ဟုတ်တယ်ဟုတ်နော်။ဟုတ်။ဒါပြီးကဲနော်အစောပိုင်းဆိုကြောက်ပါတယ်။ကြောက်ပါတယ်။ ။ကဲဒါဆိုရင်ဒီအကြောင်းဟန်အလုံးဆုံးသွားပြီ။ဆိုအင်ဂျီကြောင့်ပြောကြောင့်ပဲနော်။ဒီနေ့ခေတ်သစ်ပြုံးမြေအစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီကတော့ Ocean Super Center နဲ့စိန်ကီယာမှာရရှိနိုင်တဲ့ Active Fashion Design မှာကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်ကိုခေတ်သစ်ပြုံးမြေအစီအစဉ်ကနေဘူးတက်တာအများကြီးဝေမျှပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ်သစ်ပြုံးမြေအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရစေ။ Bye bye ။